ကြောက်ဖြူမျိုးနေတိုက်ပွဲမှာစစ်ကောင်စီဖက်ကတရုတ်ရဲ့နည်းပညာပိုင်းဆိုင်ရာအကူအညီနဲ့ဒရုန်းတွေကိုပုံမှုအသုံးပြုတိုက်ခိုက်နေတယ်လို့သိရပါတယ်။ကြောက်ဖြူမျိုးနေတစ်ပုတ်တောင်တိုက်နေရှောက်ရှောင်းနဲ့စီမောဖက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်စစ်ကောင်စီဖက်ကတရုတ်ရဲ့အကူအညီနဲ့အာရခတတူအီအီကိုဒရုန်းတွေနဲ့ပစ်ကူတိုက်ခိုက်ပေးနေတယ်လို့စစ်ကောင်စီနဲ့နှိဆက်သူကြောက်ဖြူဒေသခံတယောက်ကနရင်းစရာကိုပြောပါတယ်။ ဒရုန်းတွေကတညာဥတီရေတပ်ဌာနရှုပ်နဲ့နေပြည်တော်ကနေအများဆုံးလွတ်တာဖြစ်ပြီးအနီးအနားရော်တွေကိုလည်းပိတ်ခတ်နေတယ်လို့သူကဆက်ပြောပါရီတိုက်ပွဲတွေကြောင့်ကြောက်ဖြူမဒီကျွန်းကတရုတ်စီမံကိန်းတွေကိုလုံခြုံရေးယူမယ်လို့ဆိုပြီးတရုတ်ဘက်ကကြေးစားစစ်သားအယောက်90လောက်ကိုဖေဖော်ဝါရီလနောက်ဆုံးအပတ်မှာစစ်ကောင်စီကပို့ဆောင်ခဲ့ပါရီသူတို့တွေထဲကတရှုဟာတိုက်ပွဲတွေမှာစစ်ကောင်စီကိုတရုတ်ဘက်ကနီးပညာပိုင်းဆိုင်ရာအကူအညီတွေပေးဖို့ လက်နက်တွေပြစ်ကူပေးဖို့ပါဝင်တယ်လို့တက်တွင်းသတင်းရင်းမြစ်တယောက်ကနရင်းစရာကိုပြောပါရယ်